အားသာဝါလာရှင်ညီကိုမောင်တော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ22ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်ညနေရင်သတင်း၄ပုဒ်ကိုကျုံးတူတူကကြည့်လိုက်ရအောင် မောင်တင်းတဲ့ပုံကတော့ TikTok ကဖော်ပြထားတဲ့ဘူးကောင်းစကားသတင်းတွေပဲကျွန်တော်သွားလိုက်အောင်စပိန်လာလီဂါကလပ်ရီယယ်မက်ဒရစ်အသင်းက quarter final နဲ့နှစ်ကျော်လုံးမှာထိပ်တန်းခြေစွမ်းပြသခဲ့တဲ့ဘူးကောင်းစကားကိုသဘောကျနေပြီးတော့အကိမ်းများသူတို့အသင်းရဲ့ထိပ်တန်းကစားသမား၂ဦးတည်းကတူထွက်ခွာသွားခဲ့ရင်စကားကိုပြောင်းရွှေ့ခြင်းမြန်မာစွာပေးပြီးတော့နွေရာသီမှာကမ်းလှမ်းဖို့အတွက်စဉ်းစားထားရကြားသိရတယ်။ဒီနေ့မှာသူတို့အသင်းရဲ့ကစားသမား၂ဦးဖြစ်တဲ့ Rodrigo နဲ့ Vinicius Jr. နှစ်ဦးတည်းကတူနွေမှာထွက်ခွာသွားခဲ့ရင်အဲ့ဒီရရတဲ့ငွေကြေးတချို့နဲ့စကားကို Euro 130တန်ကြီးရှိတဲ့ မာဏနဲ့ကမ်းလှမ်းဖို့အတွက်စဉ်းစားနေကြတိရတယ်။ဒီသတင်းကလည်းဖြစ်လာနိုင်မှုရကိုင်းတော့အရန်နေပါတယ်။ဘာကြောင့်လဲဆိုတော့ Arsenal ရဲ့ North Force player Real Madrid ရဲ့ကစားသမားနှစ်ဦးကလည်းထွက်ခွာသွားအောင်မှပြီးတော့လည်းအဲ့ဒီအချိန်မတိုင်ခင် Arsenal ကဘူကောက်စာကာနဲ့တက်တန်းတိုးပြီးရလဲဖြစ်ကောင်းဖြစ်နိုင်တယ်။အခုစာကာနဲ့ Arsenal ဂျာကအချိန်ဒီကအန်ဒရီဘာတာကိုတိုင်ဦးဆောင်ပြီးစကားပြောဆိုနေတာဖြစ်တဲ့အတွက်တော်တော်များအဆင့်တွေပြီးစီးသွားပြီးတိုးတက်မှုအရန်မြန်ဆင်နေဆိုပြီးသတင်းတွေကပေါ်ပြလာတယ်။အဲ့တော့ ရီယယ်မက်ဒရစ်ကဘာကြောင့်ဆာကာကိုခေါ်ချင်တာလဲအမှန်တကယ်တော့ဗင်ဒစ်ရှက်ဂျူနီယာနဲ့သူတို့ဂျာထဲမှာ စာချုပ်တိကိစ္စဆွေးနွေးတာအဆင်မပြေသေးဘူး2029မှာကုတ်ဆုံးမဲ့စာချုပ်မှာလာစာအဓိကညှိမြရတာ Venetian Junior ကလည်းရှင်းတယ် Real နဲ့ညှိမြရင် Sorry ကိုသွားမယ် Sorry ကလည်းတစ်နှစ်ကို Euro တန်း200 9နှစ်ကို1ဘီလီယံရှိတဲ့တန်ကြီးနဲ့ဒီစားမောက်ခေါ်ဖို့အတွက်စွဲဆောင်နေတယ်အဲ့တော့ Real Madrid နဲ့ Venetian Junior ကိုမထိန်းနိုင်တာဖြစ်ဖြစ် Rodrigo ကိုမထိန်းနိုင်တာဖြစ်ဖြစ်စာကာကိုပြောင်းရွှေ့ခြင်းမြန်မာသားပေးပြီးကမ်းလှမ်းဖို့အတွက်ပြင်ဆင်နေဆိုပြီး TikTok ကဖော်ပြသွားတယ်ဒီနေ့မှ Rodrigo ကလည်း Liverpool နဲ့ Manchester City တို့အသင်းတွေနဲ့တင်းနေထ ွက်နေပြီးတော့ရီယဲတို့ထုံရောင်းသွားနိုင်ခြေရှိတဲ့ကစားသမားတွေတဲကတယောက်ပေါ့လေအဲ့အတွက်သူတို့ကစာကာကိုလာပြီးကန်လက်မယ်ဆာလီဘာကိုလာပြီးကန်လက်မယ်ဆိုရင်တော့မှအာဆင်နယ်ရဲ့ not for sale player ဖြစ်တဲ့အတွက်ကျွန်တော်တို့စိုးရိမ်စရာတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီຫນွေဈေးကွက်မတိုင်ယူတော့အသင်းရဲ့အဓိကကစားသမားတွေကိုတတ်တန်းတိုးထားနိုင်မှုလိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ထိတ်တန်းကစားသမားအနေနဲ့2029ခုနှစ်ကွန်တီရှိရဲ့စာချုပ်ဆိုတာကသိပြီးဝေးတော့တဲ့အနေထားမဟုတ်ဘူး။အဲဆိုတော့ဘူကာအိုဆာကာကတော့အသက်23နှစ်ရှိပြီ။လက်ရှိဆာကာရနေရတော့ပေါင်း3,900,000 အသင်းရဲ့လောက်ခစားအမြန်မာဆုံးကစားသမားပေါင်300တောက်ထိအာဆင်နီကပေးပြီးနှစ်ရှည်ကွန်ထရက်ချုပ်ဖို့ရှိတယ်။တစ်ဖက်မှာလည်းရိုဒရီဂိုကယူအားဖြင့်ဆိုရင်2300ဘီနီရှက်ကလည်းယူ400ရနေတဲ့လောက်ခလာတာ။အဲ့တော့ရီးရဲ့အနေနဲ့အာဆင်နီအသင်းရဲ့စာကာကိုအခုနောက်ပိုင်းသဘောကျလာဆိုတာကလည်းဒါသူတို့ကွာတာဖိုင်နယ်မှာတွေ့ခဲ့တဲ့ခြေစုံကြည့်ပြီးတော့စာကာကဝေါ်ကလပ်ဖြစ်တယ်ဆိုတာသူတို့တဖြည်းဖြည်းလက်ခံလာခဲ့တယ်။အဲ့အတွက်လည်းပြောင်းရွှေ့ဖို့တအားသုံးပါဘောလေ။ဒါပေမဲ့သူတို့ကန်လန့်မယ်ဆိုတဲ့ယူကိုတန်းတရနေစရာများလားဆိုတော့ မများဘူးစာကာရဲ့ဈေးကွက်ပေါက်ကြီးကအနည်းဆုံး euro တန်150ရှိတယ်ပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်နယ်ကိုပြီးချေထားတဲ့အနေထားတွေအနာဂတ်နဲ့ပတ်သက်ပြီးဒီကစားသမားကိုအာဆင်နယ်ထိန်းချုပ်ထားတာ၏နဲ့အကယ်မီဘက်ကိုမြန်မာတဲ့လောက်ခရစားနဲ့ဆက်ပြီးထိန်းထားဖို့ရှိတဲ့ plan တွေက not for sale ဆိုတဲ့အချက်လက်ခိုင်မာမှာကြောင့် real မမှမဟုတ်ဘဲအသိမဆိုအာဆင်နယ်ရဲ့ not for sale လို့ပြောတဲ့ player တွေကိုလာပြီးနှိုက်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့ဒါကျွန်တော်တို့တွေးထင်ထားလို့ရရပေါ့လေဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ TVR ဖော်ပေါ်ကဖော်ပြထားပါဘောလေဒီသတင်းကိုတော့ Grimy Bailey စီကနေကျွန်တော်ကရတာပါ ပြိုင်ဆိုင်မှုတွေပြင်းထန်ပြီးတော့ခန်းစစ်မှလူတွေပုံနေခဲ့တဲ့အတွက်အသင်းရဲ့အနာဂတ်မှာ ဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့စောင့်ကြည့်သွားမယ်ဆိုပြီးတော့ green bay လေးကဖော်ပြသွားတယ်သူ့ရဲ့ solo ရင်းကတော့ benjamin white အနေနဲ့ကန်လက်နဲ့အသင်းတွေရှိလာတာမျိုးဖြစ်လာနိုင်သလိုအသင်းကနေလည်းသူထွက်ခွာသွားတာမျိုးဒါမှမဟုတ်အသင်းမှာပွဲကစားဝင်းနဲ့ပတ်သက်ပြီးတော့သူပြန်စဉ်းစားလာနိုင်တယ်ရှိသွားနိုင်ခြေရှိဆိုပြီးတော့ tv ကဖော်ပြဖော်ပြထားတယ်အခုတော့မှကျွန်တော်ဘန်ဝိုက်နဲ့ပတ်သက်ပြီးပြောတာနည်းနည်းလေးတော့နည်းလာတာသတိထားမိတယ်ကျွန်တော်ကိုယ်တိုင်လည်း timber block ကောင်းနဲ့ louis kelly block ကောင်းလို့ဆိုပြီးပြောဖြစ်တယ်ဘန်ဝိုက်ကဒိုင်ယာနေပြန်လာတော့မှဒီနေရာကိုပြန်ပြီးဝင်တိုးဖို့အတွက်ဆိုရင်အချိန်တစ်ခုထိယူရမယ်သူတွေမဟုတ်ဘူး ကာလာဖီယိုဒီပါဝင်ဇင်ချက်ကူတို့လုံးဝနံပါတ်ပါပျောက်နေခဲ့တာအဲ့တော့ဒီနေရာမှာကစားသမားတွေကအများကြီးပဲ green bay လီပြောသွားတဲ့အတိုင်းပဲအာဆီနယ်ရဲ့ခံစစ်မှာလူတွေစုပြုံးတယ်ဘသူတွေလဲဆိုတော့ gabriel magahi william saliba louis kelly julian timber ဇင်ချက်ကူ ban white ကာလာဖီယိုဒီဂျက်ခုခီဘီယောတိုမီယာစု ီယာနီအချို့ကစားသမားတွေကရောင်းထုတ်ခံရမယ်အချို့ကစားသမားတွေကနှွေးမှာအလွတ်နဲ့ထွက်ခွာသွားမယ်အချို့ကစားသမားတွေကဒဏ်ရာနေပြင်လာမယ်ဘလူးဘက်ဖြစ်ဖြစ်စင်တာဘက်မှာရောဖူဘက်ဒီမှာရောကစားသမားတွေအနည်းဆုံး၁၀ဦးကျော်လောက်တိရှိရဲ့အနေထားပြီးတော့တဲ့အိုက်တာကြောင့်သိတဲ့အတိုင်းပဲစင်တာဘက်မှာဆော့ရဲဆိုမြဲလေအစွန်မှာထုတ်ပြီး၃ရင်၃လိရှိရဖြစ်တဲ့အတွက်ကျွန်တော်ကဒစူဒစီတဲ့ဖော်ပြသွားတာအဲ့တော့ထင်ပါနဲ့စကယ်လီအရန်ကောင်းတဲ့ချိန်မှာအာဆင်နယ်ရဲ့အရန်ကစားသမားဆိုပြီးကြီးလိုက်တဲ့အခါမှာလူးဝစ်စကယ်လီနဲ့ဘန်ဝိုက်တို့လိုမျိုး ဘယ်အသင်းကိုတော်တော်ပွတ်ထွက်ခွင့်ရမယ် quality မျိုးတွေဖြစ်နေဒါကတစ်ဖက်ကကြည့်မယ်ဆိုရင်တော့ပြိုင်ဆိုင်မှုပြင်းထန်သွားတယ်တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကစားသမားအနေနဲ့ဆိုရင်ဒီအသင်းမှာပွတ်ထွက်ခွင့်မရဘူးဆိုရင်ကန့်လန့်လာတဲ့အသင်းရှင်ထွက်ခွာသွားနိုင်ရရှိတယ်ဒါပေမဲ့ဒီလိုမျိုးပိုရှန်သွားရတော့မဟုတ်ဘူးပြပြိုင်ပွဲရရမှာလာမယ့်အသည့်ကျင်းပမယ်ဆိုရင်တော့ခန်းစစ်မှာလူတွေဒီလောက်ပုံနေဆိုရလေဒါပိုရှန်တယ်လို့တော့ပြောလို့မရဘူးလူများများရှိလေကောင်းလေပဲပြီးတော့အာဆင်နယ်ကဒင်းဟူစင်နဲ့နေသန်ကောလင်းတို့ကိုလာမယ့်နွေရာသီမှာလဲဝယ်ယူဖို့အတွက်စောင့်ကြည့်နေရဆိုတော့အသင်းမှာထွက်ခွာသွားမယ့်ကစားသမားဘယ်လောက်ပဲများများ ထွက်သည့်ဖြစ်စေမထွက်သည့်ဖြစ်စေခံစစ်ပိုင်းအတွက်အင်အားဖြစ်တည်မှုတွေဆက်ပြီးလှုပ်သွားဖို့ရှိတယ်။ဝယ်ရမယ့်ကစားသမားတွေလည်းယူတန်း30အထက်40အထက်ကစားသမားတွေပဲပေါ့လေ။ပြီးတော့တီယာနီတို့လည်းထွက်ခွာဖို့ရှိတယ်။အဲဒီတော့တင်ဘာကိုကြော်ပြီးဘန်ဝိုက်ပွဲထွက်လာနိုင်လားဆိုတာတော့သူ့ရဲ့ကြံ့ခိုင်မှုပိုပြီးပြေဝလာလေ။အသင်းမှာနေရာပြင်ရတာလေ။အဲ့တော့ဘန်ဝိုက်နေနဲ့ကြံ့ခိုင်မှုအပြေဝနဲ့အသင်းရဲ့ first line တွေကိုပြန်ပြီးတိုးဝင်ဖို့တော့အချိန်ကာလတစ်ခုထိစောင့်ရမှာဖြစ်ပါတယ်။ဆရာသမားတော့တပတ်ကိုပေါင်တသိန်းခွဲရနေတယ်တနစ်ကိုပေါင်ခွနှစ်သမားရှစ်သန်းပေါ့လေဒီယာတီမာတော့ 112ရက်နားထားရတယ်။ဒါပေမဲ့ကြံခဲ့တဲ့ရာသီက12ရက်ပဲနားထားရတယ်။2021 22ဘောလုံးရာသီတုန်းက21ရက်ပဲနားထားရတယ်။ဒါပေမဲ့ injury နဲ့ပတ်သက်ရင်တော်တော်လေးကဘန်ဝက်က strong ဖြစ်တာပါ။အခုတော့မှဒီရာသီတော့မှမခွဲမဖြစ်လို့သာခွဲလိုက်ရတာ။ဒဏ်ရာရေးတစ်ဖက်နဲ့သူဆော့ခဲ့တဲ့ပွဲတွေကအများကြီးပဲ။အခုဒဏ်ရာနေခွဲစိတ်ပြန်လာတဲ့အခါမှာတော့ထင်ပါနဲ့ပြင်ပြီးပွဲထွက်ခွင့်လိုရဖို့ရှိတယ်။ တတိယမြောက်သတင်းပုတ်ကတော့ Football Transfer ကဖော်ပြထားပါလေဒီသတင်းကတော့ကစားသမားအသစ်တယောက်နာမည်ထပ်ထွက်လာခဲ့တာပုံမှန်အဖြစ်ဆိုကစားသမားအသစ်ကြောင့်လည်းကျွန်တော်သိပြောလို့မရှိဘူးအဟောင်းနီးယား player လောက်ဒီနေပဲပို့ပြီးတော့အသင်းရဲ့ top 1 target ပြည့်မဲ့နေတဲ့ပတ်သက်ပြီးသတင်းတွေနောက်ပိုင်းဖော်ပြပေးဖြစ်တာပါလေဒါမဲ့အခုနောက်ပိုင်းတော့ကစားသမားအသစ်နာမည်တစ်ခုထွက်လာတယ်အဲ့ဒါက Spain La Liga Class Athletic Bilbao ကိုအသင်းရဲ့ကွင်းလေတိုက်စစ်ကစားသမား Ehan Sancet ဒီကစားသမားလေးကိုနီးပြမခီ idea တော်တော်လေးသဘောကျနေတယ် သူ့ရဲ့စိတ်ကြိုက်ကွင်းလည်အတွက်တကယ်ကိုအားကိုးရနိုင်တဲ့စပိန်သားဖြစ်ကြည့်နေတယ်။ဈေးနှုန်းကတော့မြန်မာဖို့ရှိတယ်။စာချုပ်ဖြစ်တဲ့ကြီးကယူရိုတန်း80ရှိတယ်။ဒီကစားမလည်းဘီဘာဟိုအသင်းကိုယူရိုပါလိစင်ကြီးဖိုင်နယ်ကိုထမ်းတင်ပေးထားခဲ့တဲ့တကယ် great performance ပြတဲ့ player တွေရဲ့တစ်ယောက် သူနဲ့ပတ်သက်ပြီးသတိထားမိတာကအရက်က6ပေနှစ်လက်မှအရက်ရှိတယ်ခေါင်းတိုက်ဖို့ကောင်းတယ်အချိန်အများစုမှာပန်နတီဘောက်စ်တက်မှာ finishing လုပ်ဖို့အားတန်တဲ့ကိုင်းလင်တိုက်စစ်ကစားသမားဒါတို့ကျွန်တော်သတိထားမိတယ်ပြီးတော့ဒီကစားသမားကဘောက်ထဲမှာအဆုံးသက်တာကောင်းပြီးတော့ transformer ကမှာ UO တန်း60တန်းကြီးရှိတယ်စာချုပ်ဖြစ်တဲ့ကြီး UO တန်း80မပေးဘူးဆိုတော့မှတန်း60အောက်တော့ယော်နေပွေရမှရှိဘူးအဲ့တော့ Arsenal တို့အနေနဲ့ Zuimendi ရောက်လာမဲ့အနေထားမှာတိုက်စစ် တောင်းပန်ခန့်စစ်ကိုသမားဖြစ်ရမယ်အနေထားဒီမှာကွင်းနဲ့တိုက်စစ်တူဦးအတွက်ငွေထပ်ပြီးသုံးပါမလားမိခေးမိန်ရောလည်းအခုကွင်းနဲ့တိုက်စစ်မှာပြန်ပြီးပြောင်းသုံးလို့ရတဲ့ option ဖြစ်တယ်လို့ PVOB ရကလည်းပြန်လာမှာဖြစ်တဲ့အတွက်ဒီသတင်းကတော့ဖြစ်လာနိုင်ခြင်းနဲ့တဲ့ဒါပေမဲ့အိုက်တာအရန်သဘောကျတယ်ဆိုတဲ့အတုံးတို့မျိုးတွေကိုဖော့ဘော transfer ကရေးသားထားတာတွေ့ရတယ်အခုနောက်ပိုင်း ဘလုံးသတင်း page တွေကတမျိုးလေးစမ်းသွားပြီအရင်လိုမျိုးစိတ်ဝင်စားတဲ့ဘာညာသတင်းတက်စာရင်နီးပြကတအားကြိုက်လို့ဆိုတဲ့အတုံးမျိုးလေးကိုမြင်ရေးလာတွေ့ရတယ်ဒါပေမဲ့ညွေကြတော့မှပဲအာဆင်နယ်တကယ်ကမ်းလမ်းလမ်းကျွန်တော်ကြည့်ရမှာပေါ့လေ24နှစ်ရဲ့စပိန်သားကတော့2032ခုနှစ်ထိတက်တန်းရှိသေးတယ်10နှစ် contract ချုပ်ထားတာနော်အရက်ကလည်းဒါဆောတော့ကျွန်တော်ပြောတဲ့6ပြည်နယ်မှာရှိတယ်။တရားသည့်32ဘွဲ့မှာ79ကိုသွင်းပြီးတော့၃လုံးဖိန်ထားတယ်။ တပွဲချင်းပြမြ rating 7.3တိရှိတယ်။မနစ်က performance ကိုကျွန်တော်ပြောပြမယ်။မနစ်က38ပွဲမှာ69သီး6လုံးဖိန်ထားတယ်။ဒါကြောင့်ဒီနှစ် performance နဲ့မနစ်က performance တွဲပြီးအဲ့လိုမကြာခဏကျွန်တော်ပြောလဲဆိုတော့ကစားသမားတွေရဲ့တိုးတက်လာတဲ့အခြေအနေတွေအဲ့တော့ဒီကစားသမားတော့အိုက်တာစိတ်ကြိုက်စပိန်သားတဦးဆိုပေမဲ့စပိန်အသင်းရဲ့ star player တွေပြည်နယ်ကွေးလဲမှာတော့အမြဲတမ်းခေါ်ချင်းတော့မခံရသေးဘူးတော့လေသူစပိန်လေရွေးစင်အသင်းအတွက်၄ပွဲလောက်ပဲသွားပြီးဆော့ခဲ့ဘူးတယ်အဲ့တော့အိုက်တာနေနဲ့ဒီကစားသမားကို ဘလို့ဘတ်ဂျက်မျိုးနဲ့ခေါ်မလဲဆိုတော့စောင့်ကြည့်ကြည့်စရာကောင်းနေပါလေအသင်းမှာလည်းဂျော်ဂျီနျူရောပါတီရောထောက်ခွာတော့ဖို့တည်ချက်လောက်ဖြစ်နေတဲ့အတွက်ဇူဝီမန်နီတူးထက်ဆိုင်တော့ပိုပြီးရောက်လာနိုင်ချေရှိရလို့လဲကျွန်တော်တွေးထားရပါလေအကဲဒီဇေနုံမြင့်မာတဲ့ပလေယာကိုခေါ်မယ်ဆိုရင်တော့အခြားနေရာဒီမှာငွေကြီးပြန်ချိုးအပ်ဖို့တော့ရှိနေပါတယ် ဒီ season လေးကိုဒီကောက်ကွန်ကြီးပန်းဟုတ်ပြီးတဲ့ရှူပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘာဘာဖုန်းနံပါတ်တင်ကြောင်း6 9 6 6 3 9 3ကြောင်းဆက်သက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ဖြစ်လို့ငွေပုံငွေဆိုင်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်တက်ဆိုတော့ YouTube မှာကိုထွတ်ပေါ်ပေါ်ရှုရိုက်ချပြီးကျွန်တော်အားပေးလို့ရပါတယ် iBook ခွေကို Sport Internet ငါတို့လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာဘာဘာဖုန်းနံပါတ်တင်ကြောင်း6 9 6 6 3 9 3ကြောင်းဆက်သွယ်လို့ရပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ အာဆင်နယ်အသင်းရဲ့ခက်စစ်ပိုင်းမှာတကယ့်ကူမှာထူးရှယ်ခြေစမ်းပြနေတဲ့ခီဗီယောဆာလီဘာအထိုင်သူတို့နှစ်ဦးအတူတူပွဲထွက်လာခဲ့တဲ့ပွဲစဉ်ဒီမှာအာဆင်နယ်သည်ဆက်တပ်ပွဲအထိရှုံးပွဲမရှိသေးဘူးတပွဲချင်းကျွန်တော်ပြောပြမယ်ကျွန်တော်တို့ယူရိုပါလီအဖြစ်ကစားခဲ့မှုတဲ့စပိုတင်းနဲ့တူးတူးကြတဲ့ပွဲစဉ်မှာဆိုရင်ဒီအတွဲကိုပဲသုံးခဲ့တယ်ပြီးတော့မနစ်ကရှက်ဖီးကိုငါကိုပြတ်နိုင်တဲ့ပွဲစဉ်နောက်ပြီးတော့ဒီပရက်စတန်အသင်းကိုသုံးခုပြတ်နိုင်တဲ့ ပွဲစဉ်အဲ့ဒါတော့ Caravan နေမယ်ပြီးတော့ Manchester United ကိုကျွန်တော်ဆက်ပြီးရင်တစ်စင်နှစ်ကိုပြတ်နိုင်တဲ့ပွဲစဉ်ဒီအထိုင်တွေကိုသုံးလာခဲ့ရပါလို့နောက် Fulham နဲ့ဝန်ဝန်ကြတဲ့ပွဲစဉ် Monaco ကိုသုံးကိုပြတ်နိုင်တဲ့ပွဲစဉ် Everton နဲ့ဝန်ဝန်ကြတဲ့ပွဲစဉ်ရဲ့ Real Madrid ကိုပထမကျော်သုံးကိုပြတ်ဒုတိယအကျော်နှစ်ကိုတကိုနိုင်တဲ့ပွဲစဉ်တွေ Brentford ဝန်ဝန်ကြတဲ့ပွဲစဉ် Ipswich Town ကို၄ကိုပြတ်နိုင်တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ Arsenal ရဲ့အသင်းကတော့တကယ့်ကိုမှ ဒီခိုင်စစ်အတွဲကတည်တည်ငြိမ်ငြိမ်ပဲရှုံးပွဲမရှိထားဘူးအဲ့မှာတရေပွဲဆိုလို့စုစုပေါင်း၄ပွဲပဲရှိတယ်နိုင်ပွဲအဖြစ်ဆိုရင်ခုနှစ်ပွဲထိပုံဖော်ထားပြီးတော့အာဆင်နယ်ကဆာလီဗာနဲ့ခီဗီယောအထိုင်ကတော့၁၇ပွဲထိရှုံးပွဲမရှိအောင်ဆွတ်ဆောက်ထားပါဗျာကျွန်တော်တို့ဂေဗီရဲ့ထိုင်ရသွားတဲ့အချိန်မှာတော့ဒီနေရာမှာဘန်ဝိုက်တို့လိုကစားသမားမျိုးတွေတွဲပြီးသုံးလာမယ်ထင်ခဲ့ပြီးမယ်ခီဗီယောတော့အိုက်တာရဲ့ option တစ်ခုအနေနဲ့ဒါအရန်ကောင်းနေထလာပြီးတော့အသင်းအတွက်တည်ငြိမ်ပဲဆွတ်ဆောင်ထားတယ်음တကယ်ကိုမှကောင်းလာတဲ့ player လို့ပြောမလား ဆာလီဘာကြောင့်ခီဘီယောကောင်းလာတယ်ပြောမလားခီဘီယောကြောင့်ဆာလီဘာပိုပြီးတက်တောင့်တတဖြစ်လာတယ်ပြောမလားမသိဘူးဒီခံစစ်ကတော့ခုနိုင်မှာတော်တော်လေးကိုမှကောင်းနေတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်တော့ဒါကလစ်ရှစ်ရခဲ့ပေါ့လေအဲ့ဒါကတော့အစ်စစ်တောင်လေးကိုပြတ်နိုင်တဲ့ပွဲစဉ်အဝေးကွင်းပွဲစဉ်မှာပေါ့အဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဂေဘရီယယ်မကာကြီးကတော့ယာတီကုံမပဲပြန်လာမယ်ဆိုပြီးတော့သတင်းတွေကြားသိရပါတယ်